မသိလို့မေးတာဒီနေရာနေနည်းနည်းမေးကြည့်တာပေါ့နော်ချွေချွေတွေကဘာဖြစ်လို့အကုန်လုံးယောက်ျားလေးတွေဟိုဥစားနွဲ့နွဲ့မူတွေဖြစ်နေကြတာဘာဘာကျွန်တော်ပြောချင်တာကလေတကယ်တကယ်ကြကြရရကလေးတွေပါတယ်ကျွန်တော်မစ္စတာခရစ်မတ်ဝင်ပြိုင်တဲ့ကလေးတွေပါအဲ့ကလေးတွေမရအောင်ဒါပေမဲ့အဲ့ရတဲ့ကလေးတွေကြာတယ်တစ်ချိန်လုံးဘာဖြစ်လို့မီဒီယာမှာတက်တက်ငိုနေရလဲအဲ့ဒါလေးမေးကြည့်ချင်တာကျွန်တော်ကျွန်တော်အနေနဲ့မေးတာပါတူတူတရဟိုအဲ့လိုဘာဖြစ်လို့တက်တက်ငိုနေကြရလဲကျွန်တော်ပြောဟို attention ရှာတဲ့ပုံစံကလေသူတို့သွားမဲ့ ဟိုစာပေါ့ဘယ်နေဟောက်သွားမှာလဲသူကဘယ် level ကိုသွားမှာလဲအမှုပညာလမ်းကြောင်းမှာဆက်လျှောက်မှာဆိုလို့ရှိရင် attention ရှာတဲ့ပုံစံတွေအမျိုးမျိုးရှိရဲကျွန်တော်တို့အမျိုးအခုမြန်မာပြည်မှာဆိုလို့ရှိရင်ဆဲဆိုပြီးတော့ဆယ်လီဖြစ်နေတဲ့လူတွေရှိရဲเนาะဟိုပြောချင်ရည်ပြောပြီးတော့ဆယ်လီဖြစ်နေတဲ့လူတွေရှိရဲဒါပေမဲ့တကယ်ဟိုလူအတိုင်းဝိုင်းတစ်ခုထဲမှာတေးချရက်တည်နေတဲ့သူတွေကအဲ့ဒီပုံစံမသွားကြဘူး တော့ဒီနေ့ဟိုဟာဗောဆရာ flame လေးဆရာအာ barbecue sign အဖွင့်ပွဲကန်နာမှာဒီ global star ကဒီဟိုနေ့ပေါ့ဒီကန်နာ entertainment အတွက်ကိုစီစဉ်ပေးရတယ်စီစဉ်ပေးပြီးတော့ကျွန်တော်တို့ဒီ iris flower art ကဒီမှာပြင်ဆင်ဖို့ကန်နာပြင်ဆင်အတွက်ကိုစီစဉ်တာဗောအဲဒီနေ့ line နဲ့သမီးတော်နှစ်ယောက်နဲ့သမီးတော်ရေမြည့်ချက်ပြေအိမ်သူမေလို့ခေါ်ပါတယ်ရှင်။ဟုတ်အိတ်တမလို့ခေါ်။နေအိမ်အိမ်နှလုံးကြားထဲမှာအိမ်စော်ဆိုပြီးတော့အိမ်သားစော်ဆိုပြီးကြောင်းလိုက်မယ်။ သူတို့ဟာနောက်လာဆိုတောင်ပြုံးဝဲသွားတော့မယ်လေတောင်ပြုံးဝဲသွားမယ်သူသူတို့เนี่ยတောင်ပြုံးဝဲသွားကြမယ်လက်ကပြသူတို့ဟာဟို Zlex မှာဒီနေ့တောင်ရှိုးရှိရဲ့ရှိုးရှိရဲ့ဒီအပြည့်ဒီဝမ်းပြေတော့ရှိုးပြရမှာဒီနေ့ကစားပြရမှာစားစားတော့မပြဘူးသူတို့တို့တိတိတော့အတကုံစားလိမ့်မယ်စားတော့မပြဘူးသူတို့စားတာတွေတော့မပြဘူးသူတို့အခုချိန်မှာသူတို့အရန်မပွင့်သေးမပွင့်လင်းသေးဘူးအဲအဲ့လိုလေးပေါ့ အဲ့လိုရှိတာပေါ့ပြောချင်တာဟိုဥစားပေါ့ဒါဒီတယောက်ဆိုလို့ရှိရင်ဒါရွှေကြိုဒီနှစ်မှာနော်ရွှေကြိုနင်ဒီနှစ်ရွှေကြိုပါမှာတခါတည်းပြောလိုက်ပြီးသားပါမှာဟုတ်တယ်ဆရာနမိတ်ဖက်ပေးခါနမိတ်ဖက်ပေးတာမဟုတ်ဘူးအဲ့လိုပေါ့နော်စိတ်ထဲမှာ sense တစ်ခုရနေတာပေါ့အဲ့လိုမျိုးရွှေကြိုထဲမှာ तू ပါမဲ့ပုံစံဖြစ်နေတာပေါ့အဲ့လိုမျိုးဒီနေ့မသိလို့မေးတာဒီနေ့ကနေနည်းနည်းမေးကြည့်တာပေါ့နော်ရွှေကြိုတွေကဘာဖြစ်လို့အကုန်လုံးယောက်ျားလေးတွေဟိုဥစားနွဲ့နွဲ့မှုတွေဖြစ်နေကြတာဘာဘာကျွန်တော်ပြောချင်တာကလေတကယ် တကယ်ကြာကြာရရခလေးတွေပါတယ်ကျွန်တော်မစ္စတာခရစ်စမတ်ဝင်ပြိုင်တဲ့ခလေးတွေပါအဲ့ခလေးတွေမရအောင်ဒါပေမဲ့အဲ့ရတဲ့ခလေးတွေကြာတယ်တစ်ချိန်လုံးဘာလို့မီဒီယာမှာတက်တက်ငိုနေရလဲအဲ့ဒါလေးမေးကြည့်ချင်တာကျွန်တော်ကျွန်တော်အနေနဲ့မေးတာပါတူတူတည်းဟိုဟိုအဲ့လိုဘာဖြစ်လို့တက်တက်ငိုနေကြရလဲကျွန်တော်ပြောဟို attention ရှာတဲ့ပုံစံကလေသူတို့သွားမဲ့ ဟိုစာပေါ့ဘယ်နေရာကိုသွားမှလဲကွာဘယ် level ကိုသွားမှလဲအမှုပညာလမ်းကြောင်းမှာဆက်လျှောက်မှာဆိုလို့ရှိရင် attention ရှာတဲ့ပုံစံတွေအမျိုးမျိုးရှိတယ်ကျွန်တော်တို့အမျိုးအခုမြန်မာပြည်မှာဆိုလို့ရှိရင်ဆဲဆိုပြီးတော့ဆယ်လီဖြစ်နေတဲ့လူတွေရှိတယ်เนาะဟိုပြောချင်တာတွေပြောပြီးတော့ဆယ်လီဖြစ်နေတဲ့လူတွေရှိတယ်ဒါပေမဲ့တကယ်ဟိုလူအတိုင်းဝိုင်းတစ်ခုထဲမှာတေးချရက်တည်နေတဲ့သူတွေကအဲ့ဒီပုံစံမသွားကြအောင်အကလေးတွေမဟုတ်တာရှောက်ပြီးတော့အတုမခိုးကြပါနဲ့လို့အဲ့ဒါလေးပြောချင်တာပါကျန်တာတော့မဟုတ်ပါဘူးကျွန်တော်အခုဒီဒီနေ့မှာ Mr မစ်ခရစ်စမတ်မစ္စတာခရစ်စမတ်ပြီးရင်ကျွန်တော်ဟို LGBT တွေပါထည့်ပြအဓိကကျွန်တော်ပွဲကဒီ local ပွဲဖြစ်တဲ့အတွက်ကြောင့်လို့ဆရာရယ်ဒီသူတို့တွေဆိုလို့ရှိရင် local ပွဲတွေကနေ join ပြီးတော့တဖြည်းဖြည်းနဲ့မှသူတို့ international ပွဲတွေသွားကြတာဟုတ်တယ်မလားဒီလိုဆိုတော့ကျွန်တော်ကမူဂျိုချောင်းဖွင့်ထားသလိုပဲအဲဒီကလေးတွေအခြေခံတက်သွားပြီဆိုလို့ရှိရင်အခြေခံနေစပြီးတော့အဲသူတို့ တောက်လျှောက်တက်သွားကြမှာပေါ့နော်အဲ့လိုဆိုတဲ့အခါကျကျွန်တော်ပွဲလေးမှာပြန်လိုက်တယ်ဆုရသွားတယ်အဲအထိုက်သင်းတယောက်ကလေးအဲဟိုစာပေါ့စုကြီးငွေလေးရသွားမယ်ဒါမျိုးလေးပေါ့ဒီလိုဖြစ်အောင်ကျွန်တော်ဖန်တီးပြရအရင်လဲဟိုကျွန်တော်လုတ်ပေးနိုင်တော့ဒီဘက်ခစ်တယ်ဆရာတည့်ရတယ်ပဲအလုတ်ကင်တွေကအခုဒီအမှုပညာတဲ့ပဲမှာလုတ်ကင်တွေဆိုလို့ရှိရင်ဟိုနည်းနည်းရှားတယ်လို့ပြောလို့ရပေါ့ပြောလို့ရတဲ့အချိန်မှာရှိတဲ့လုတ်ကလေးတွေကိုခေါ်ပြီးကလေးတွေကိုပေးရတာပေါ့အဲ့တော့ဒီနေ့ဆိုလို့ရှိရင်ဖွံပွဲဆိုတော့သူတို့ပွဲတက်နေတယ်ဖွံပွဲပွဲတက်အဲဟိုဖဲကျုပ်ဖြတ်ဘန်းကင်ပေါ့ဒီသဘောတရားလေးပေါ့ နည်းမဟုတ်ရတဲ့နှက်ကတော်လေးလိုပဲနည်းနည်းပြောလိုက်အောင်အိမ်ငိုင်းနဲ့အိမ်ငိုင်းနဲ့မနေ့ကလည်းရှိုးလျှောက်ဒီနေ့ဒီနေ့လည်းဟိုဟိုပါမနေ့၄နိုင်ခွဲလောက်တည်းထားပြီးမိတ်ကက်တွေလိန်ထားဆိုတော့အဲ့လိုမျိုးတက်သွားပြီးရောက်သွားတယ်။အော်ဟာဇီလက်ဝက်ဒင်းဖဲပေါ့နော်။အမေမေခင်ဆန်းဝင်းရဲ့ဝဲတိုင်းမှာဝိုင်းတို့အိတ်တမူတို့အကောင်ကတိုင်ခံနေပေါ့။ဘယ်ပွဲလောက်လောက်အများနဲ့အော်တိုပါပြီးသားနော်။၃နေဆက်တိုင်းအဒီ ာပါရဲ့အဲကြောင့်မမေမမေကမမေနဲ့လည်းအမြဲတမ်းကခင်မီကိုကိုအမြဲတမ်းကိုမီမင်းရလဲကိုတို့အမြဲ support ပါတယ်အဲကြောင့်မမေပွဲဆိုရင်လဲကိုရအမြဲတမ်းထိတ်ဆောင်ကပါဝင်ပေးဖြစ်ပါတယ်ဘိုက်ဆန်ကသူက Merry Christmas ဆိုလို့ရှိရင်လဲဘိုက်ဆန်ကအဲ့လိုမျိုးပထမဦးဆုံးစလုပ်တဲ့နှစ်တည်းကအမြဲတမ်းသူ support လုပ်ပေးတယ်လေ make up ဘာညာအကုန်လုံးသူတို့တွေဆိုလို့ရှိရင်ရိုက်ခွေ make up အာတင်တန်းလိမ့်ပြဘာညာဆိုလဲဒီကလေးတွေပဲဘိုက်ဆန်ခေါ်ခေါ်တုံးတာ လောက်တုံးနေခါကြအခုလည်းတောက်လျှောက်သူဟိုဇီလက်စ်မှာလုတ်တယ်ပါညာဆိုကျွန်တော်တော့မဖိတ်ထားဘူးလက်ကနောက်တာပါကိုကြီးသူအောင်လမ်းပြောတယ်စတာဆန်မော်ရယ်အေဂျင်စီကဆရာကျွန်းရှီရနေရဆက်တယ်လို့ရနိုင်တယ်လို့ เนาะมิคริสต์มาสအနေနဲ့အတီတီလေးရှိတယ်ဆိုလို့ရှိရင်လည်းပြောပါစီစဉ်ပေးပါတယ်အဓိကပေါ့ပေါ့ဒီလိုပါဟိုသူကစာချုပ် model တွေဖြစ်တဲ့အခါကျတော့အဓိကဆိုဆိုလို့ရှိရင်တော့စာဆန် model agency ကိုပဲဒီလိုပဲတွားမှာ model နဲ့ပတ်သက်တဲ့အတီတီဆိုလို့ရှိရင်ဒီကိုပဲတွားမှာအခုကကျတော့ဒီတိုင်းပဲကလေးလည်းအလုပ်အလုပ်ကြပါသေးဒီမှာရှိတဲ့အလုပ်ပေါ်လာပြီဆိုလို့ရှိရင်သူတို့တွေအဲ့လိုမျိုးပေါ့နော်ခေါ်ပြီးတော့ဟိုနေပေးတဲ့သဘောတရားပါဆရာလည်းတည်ပါဆရာတည်ပါအဲ့တော့ဆရာကျိုးစုကတက်လို့ရှိတာဒါပေမဲ့ဒီပေါ် ဟုတ်တော်တော်များကတော့ဆရာဆရာနေပဲသွားကြတော့တယ်အာအကောင်လုံးဟိုဆရာကျိုးသေးစီမှာအဆရာဆရာလက်ထက်ကနေထွက်တဲ့ပေါ်တော့ model မိသားမိနဲ့မိရအကောင်လုံးတွေကအောင်မြင်လာကြတော့တယ်အာဆရာအဲ့တော့ကိုကျိုးစားမှုနဲ့လည်းဆိုင်တာပေါ့ဒါဒါဆရာကတော့အခြေခံသဘောတရားနဲ့အဲ့လိုတင်ပေးလိုက်တာဒါပေမဲ့ကိုကျိုးစားမှုရဲ့ပြောစမ်းနဲ့လည်းဆိုင်တာပေါ့နော်ဒါပေမဲ့တော်တော်များများကတော့ဆရာရဲ့လက်ထပ်ပါပဲဘယ်လိုပေါ့ဆရာဟို စ်တုံတစ်တုံတရုံကိုပပုစရာထုတဲ့ပုံမူတည်ပြီးတော့အယုတ်ပြောင်းလဲပါဒါပေမဲ့အဲ့ဒီတစ်ကသူ့ရဲ့ resistant ပေါ့ဘယ်ခဏကြီးအဲ့ဘလောက်ကောင်းလဲတစ်ကောင်းရင်ကောင်းတယ်လို့ပေါ့အဓိကကိုယ်လည်းကောင်းမှုတော့ဆရာတို့ကတင်ပေးလိုက်တယ်ဟိုမှာဆရာတို့ဆိုလို့ရှိရင်လည်းဒီ media log မှာဆရာတစု media log မဟုတ်တဲ့ဒီအမှုပညာ level မှာပါဆရာတို့ဆိုလို့ရှိရင်ကျွန်တော်တို့ရောဆရာကျုံကိုယ်တိုင်ကဟိုလှုပ်ကြည့်ပြီးအာကိုလေးဟိုလေးစားရတယ်ဆရာအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဟိုတင်လိုက်တာတော့အကုန်လုံးတင်ပေးလိုက်တာ ခံယူတဲ့လူပုံမူတည်ပြီးတော့အောင်မြင်တိုးတက်ခြင်းဆိုတာကတော့ကြောင်းကြောင်းနဲ့ကြောက်กว่าဝါးကြတာပေါ့เนาะအဲ့လိုမျိုးပေါ့ဘယ်လောက်ပဲတင်ပေးတင်ပေးမကြိုးစားဘဲနဲ့ဒီတိုင်းပဲနေနေပြီဆိုလို့ရှိရင်ဘယ်လိုပြောကျွန်တော်ဒီ event ပညာဆိုလို့ရှိရင်ဟိုဆရာကျွန်တော်ဘယ်လိုလုပ်လဲဘယ်လိုကြိုင်လဲတက်တက်ရရအလုပ်ကိုဘယ်လိုလုပ်လဲ client ပုံမှာဘယ်လိုဟို ဘောထားပြီးတော့အလုတ်လုတ်ပေးလေယူထားတဲ့ပတ်စံကိုဘလို့တောင်းချင်အောင်လုတ်ပေးလေဒါဒီအကုန်လိုက်နောက်ကလိုက်လာလိုက်လေလာနေရလိုအပ်တဲ့ဟုတ်စာဆိုလို့ရှိရင်လည်းဆရာကစာချုပ်ဒီဘောကွန်မော်ရင်နဲ့ပတ်သက်လို့ရှိရင်လည်းကင်တွေတဲ့ပုံစံမှာ contract ကအစားဆရာနေဘလို့လုံတော့ဘလို့တိတိကျကျလုပ်ရတယ်ဒီလိုလုပ်လို့မရဘူးသိလားစာတစ်လုံးနဲ့စာစာရွက်တည်းနဲ့စာနဲ့ဒါအတိအကျ confirm ယူယူပြီးတော့မှအလုတ်လုတ်ဒီလိုအမြဲတမ်းပေါ့နော်ဟိုပြက်ပြက်တတတင်ပေးတဲ့အချင်းရှိရကကြအမြဲတမ်းလေးစားနေရတယ်လို့မြန်မာပြည်မှာတော့ဟိုပြောမယ်ဆိုလို့ရှိရင် even ဟိုလောကမှာတော့ modeling လောကမှာရောဆရာဟိုအဲ့လိုမျိုးကြော်နိုင်တဲ့သူတော့ကျွန်တော်တော့မရှိဘူးဟိုမတွေ့သေးဘူး negro yellow negro yellow oh ဆရာမဲဟာဟွာဗာလဲအပြိုင်ပွဲပြီးတဲ့အဆက်အသွယ်ကတော့မပြတ်ပါဘူးဆရာအလုပ်တွေလည်းအမြဲခေါ်ပြီးတယ်တခုခုအိမ်မှာမုန်းနေပါရှက်ဆိုင်လည်းခေါ်ကြွေးရယ်ဆရာတော့အမြဲတမ်းတပည့်တွေပေါ်အာဒီပေါ်နေမိခင်လို့လို့ပါတော့မိုက်ရိုင်းလားလို့ပါအဲ့တော့ဟုတ်တယ် ာရွှေကျိုးအဲ့တော့ဒီလိုပါဆရာကျွန်တော်ကဟိုနည်းနည်းဟိုအထိတ်ထန်လေးတစ်ခုယူထားတဲ့ဟာနည်းနည်းပြင်းပြင်းလေးယူထားတဲ့အခါကျတော့နည်းနည်း connection မိနေတာပေါ့ connection မိနေရဆိုတဲ့အခါကျတော့အဲ့လိုရွှေကျိုးပုံလေးတွေဟိုဥစားပြန်ရတော့မယ်မနေ့ပြန်ပုံတွေတက်လာတော့မယ်ဘာညာပြောတဲ့အခါကျတော့နေ့ရနေ့ရဟိုနေ့နံပါတ်ပေးလို့ဘာလဲဘာနံပါတ်လဲသူတို့ဖောင်နံပါတ်ဖောင်နံပါတ်ပေးလို့ပြောတဲ့အခါအဲ့ဖောင်နံပါတ်နဲ့သူ ကြည့်လိုက်တဲ့အခါကျတော့အဲ့လိုညဘက်ပရိစေရင်နဲ့အဲ့လိုစိတ်ထဲမှာလို့သူကြည့်ရအာယုံခံကြည့်တာအခုတော့အာယုံမခံတော့ညပြောင်းခံတယ်အဲ့လိုပေါ့စိတ်ထဲမှာအဲ့လိုသူရမယ်လို့ထင်နေတာပေါ့စိတ်ထဲမှာပေါ်လာတဲ့အခါကျတော့တမိနေရမှာထပ်ပြီးတော့ confirm ဖြစ်အောင်လို့အဲ့လိုမျိုးဟိုဘာပြောဟိုဆိုတာအဲပို့ပြီးတော့ကိုယ့်ဘက်ကလည်းဘာသာတရားလေးနည်းနည်းလှုပ်လိုက်အောင် ုရွားရဲဆိုလို့ရှိရင်လည်းပို့ပြီးတော့လုပ်ပေါ့နော်အဲကိုနဲ့ပတ်သက်တဲ့ဒီအဆောင်ရှောက်တွေကိုလည်းမြစ်တာပို့သူလှမ်းမှာသူမြစ်တာပို့မပို့တော့မသိဘူးကိုကတော့မြစ်တာပို့ပေးပါတယ်ကလေးတွေအကုန်လုံးဖြစ်စေချင်တာပေါ့နော်ဒီဘက်ခေတ်ထဲမှာအားလုံးအောင်မြင်တဲ့လူတွေကြီးပဲလူတိုင်းကမအောင်မြင်တဲ့လူမရှိဘူးအောင်မြင်တဲ့လူတွေကြီးပဲရှိတယ်အာနီးမှန်လမ်းမှန်တဲ့အဲ့လိုမျိုးပေါ့ရိုးရိုးသားသားကျိုးရိုးသားသားနဲ့အောင်မြင်သွားစေချင်တာပေါ့ခုကလေးတွေကိုလေဒီလိုပါပဲသူတို့အောင်မြင်သွားတော့လေပြီးတော့ဟိုဟိုဘယ်လိုပြောမလဲလင်းကောင်းသားကောင်းရသွားတာပေါ့ ိရှင်ပြေသွားတယ်။အဲတပီတော့မတော့ပြေတယ်။အော်ဘာပြောချင်လဲဆိုတော့နောက်ပိုင်းဝိုင်းဝိုင်းဆိုရင်လည်းနောက်ပိုင်းတရုတ်ဆောင်နေနဲ့အာပိတ်သက်ရှင်းထွက်လာဖို့ရှိပါတယ်အခါကျရင်အပေးပေးပါအောင်လို့ဘာရုပ်ရှင်ဖိလ်ပြီးလာတလန်ွဲဖိလ်ပြီးလာပါလေအကုန်ပေါ့လောလောဆယ်တော့စီးလေးရိုက်ထားတယ်နောက်ပိုင်းတော့ရုပ်ရှင်ပဲကူးကျင်ပါတယ်အဲကူရမှာပေါ့မှာပါပါဟောဟာညီမကလည်း commercial shooting လေးပေါ့နော်စတိုင်ရိုက်နေတဲ့အတွက်ကြောင့်မလို့အဲ့လို commercial post လေးတက်လာရင်လည်းအပေးပါအောင်လို့ဒီဆိုင်ကိုလည်းအကြီးကျယ်အားပေးကြပါအောင်ပရိသတ်ကြီးရေနော်ဒီဆိုင်ကလည်းဟိုစားမြို့ထဲမှာရှိတဲ့ခါကျဒီလိုမျိုးကားပါကင်လည်းကောင်းတယ် luxury bike လည်းအပြည့်အဝရရဖြစ်တဲ့တော့ကြောင့်အစားအသောက်တွေကလည်း fresh ဖြစ်တဲ့တော့ကြောင့်ဒီဆိုင်ကိုလည်းအကြီးကျယ်အားပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပါ ေ့ဆိုင်ဖွင့်ပွဲကတော့ဟိုပါဒီဆိုင်ရအကျဲတို့နယ်ရင်းနှီးနေတဲ့အခါကျတော့ဒီမှာ management လာလုပ်ပေးဖြစ်တာပေါ့ဆိုင်အပြင်ဆင်လေးတွေအပြင်ဆင်ကတော့ဒီ Iris Flower Art ပေါ့ကျွန်တော် Global Star ကတော့ channel ဒီ entertainment အတွက်အပေါ်မှာ entertainment season လေးတွေပါတယ်ပေါ့ဆယ်နိုင်ဆိုရင်ဖွင့်ပါဆယ်လေးရဟာရရနေတယ်အာဒီဇိုင်းကတော့အဓိကတော့ဟိုဟာလာနဲ့ပတ်သက်တဲ့ဘာဘီကျူးကိုအဓိကထားပြီးရောင်းပေးရဆိုင်လေးဖြစ်ပါရှင့် ဟိုလေဟိုဟာလာနဲ့ပတ်သက်ပြီးတော့လုပ်ထားတဲ့ product ဖြစ်တဲ့အတွက်အမဲသားတို့စိတ်သားတို့ချက်သားတို့အဲ့ဒါမျိုးတွေပါမယ်ရှင်အဓိကထားပါမယ်နော်အဓိကထားပြီးရောင်းပါရရှင်ဟုတ်ကဲ့ငါတို့ပါတို့ဟုတ်ငါတို့ပဇွန်တို့ပါတို့ပေါ့ရောင်းပါရရှင်ဟုတ်အဲ location လေးဆိုတော့ဟော location လေးကတော့သူကဟိုဝင်းကြီးမြောင်ရုံထဲကခေပောက်နာ9ပြီးတော့တိမ်ပြူတိမ်ပြူလမ်းနဲ့နော်ရန်လမ်းတောင်းမှာရှိပါရှင်ဟုတ်အဲ့တော့ဘယ်ချင်းနေဘယ်ချင်းကျွန်တော်ဆိုင်လေးကတော့မနက်7:00နာရီကနေည7:00နာရီအထိဖွင့်ပါရှင် ဟာ delivery ရလာ။ delivery ရတော့ခုကလေ season တော့ season နေပါရှင်မရသေးပါဘူးရှင်။ဟုတ်ကဲ့ပါရှင်။ဆိုတော့ဘာကြောင့်ဒီရောက်ပြီးရှင် ။ဒီနေရာရွေးချယ်ရည်ရွယ်ချက်ကတော့ဒီမလေးရွာသမီးတို့ပေါ့နော်။ရင်းတော့ကဒီဟိုမဝင်းကြီးမြတ်ရုံးနဲ့မှာပွဲလေးကြီးလောက်တာရှိရချင်။ပွဲလေးကိုလာပြီးတော့ကျွန်တော်တို့ကဒီမှာလာပြီးတော့ဟာလာပြောတဲ့ကိုမိတ်ဆက်တဲ့ခါကျတော့ဒီမှာကဟိုလာပြီးတော့သုံးဆောင်တဲ့သူတော်တော်များများကဟိုဗာလဲဟိုအစ္စလာမ်လူမျိုးလေးဖြစ်တဲ့ပြောသူတို့ကိုအဓိကတာဂက်ထားပြီးရောင်းချင်တာလည်းဖြစ်တဲ့အတွက်ဒီဝင်းကြီးမြတ်ရုံးကိုရွေးချယ်လိုက်ခြင်းဖြစ်ပါရဲ့ရှင်။ဟုတ်။ဝင်းကြီးမြတ်ရုံးရွေးတဲ့အတွက် ဈေးကြီးမယ်ဆိုရင်ဒီကစိတ်ကူးရတယ်အာဒီကတော့ကျမတို့ base နဲ့ message ကြတော့ဈေးကြီးမယ်ဆိုရင်တော့ premium quality ကိုတိတိကျကျ base နာဖြစ်တဲ့အတွက်ဈေးကြီးရဲ့ဆိုဈေးနဲ့ဒီ product ကို fair ဖြစ်အောင် season ပြီးတော့ပြန်ပြီးလုပ်ပေးကြပါရှင်ဈေးကြီးတွေရေလို့တော့မဟုတ်ဘူးပေါ့နော်ဟိုဘယ်လိုပြောမလဲသူရဲ့အစုံအစားတောက်ဆိုတာအဲကျွန်တော်တို့ဒီ street food ကနေစပြီးတော့ဟို luxury food တိရှိတဲ့နေရာဒီမှာ premium quality ဖြစ်တဲ့အခါကျတော့ fair ဖြစ်တယ် သူသေးနေပဲအဓိကပါလဲဆိုတော့ဒီအသားထင်ငါးတွေ storage လုပ်တဲ့ပုံစံရဲ့အဲတနေ့ဟာတနေ့ကျွန်တော်တို့ဒီပြင်ဆင်ပြီးတော့အဲဒီသုံးထား recipe တွေအဲ့ဒါတွေကဟိုရတာရှိတယ်မနေ့ကကျွန်တော်ကဒီဆိုင်ဖွင့်ပွဲလုပ်မယ်ဆိုတော့အဲညနေစာကိုကျွန်တော်ဒီမှာတကူးတကလာစားရဲစားကြည့်လိုက်တဲ့အခါကျတော့သူ့ရဲ့ဒီ barbecue အရာတာပေါ့နော်အဲ့ဒါအချားအဲအကင်ဆိုင်နေနဲ့မတူဘဲနဲ့ထူးခြားတဲ့အရာတာလေး taste လေးတကူးရတယ်ပြီးတော့နောက်တစ်ခုဒီကျွန်တော်တို့ barmi taste ပေါ့နော်မြန်မာ taste ဘက်ကိုလည်းရောက်အောင်လည်းပြင်ထားတဲ့ဟင်းပွဲလေးတွေရှိတယ်အဲ့လိုပေါ့သူ့ portion လေးတွေကလည်း နှစ်ယောက်ဆိုင်ဥမာကနန်းမဆကနန်းချက်တို့ဘာလို့ဆိုလို့ရှိရင်လေဒီကျွန်တော်တို့ကြိုက်တဲ့ taste ပေါ့ပြီးတော့ဒီသူ့ position ကလည်းအရန်အများကြီးလည်းမဟုတ် heavy လည်းမဟုတ်တဲ့အတွက်ကြောင့်နှစ်ယောက်လောက်လာမယ်လူနှစ်ယောက်လာမယ်ဆိုကောင်းကောင်းစားလို့ရတယ်ပြီးတော့အဲအကင်ဆိုလို့ရှိရင်လေ UI choice လုပ်စရာလေးတွေအစုံမဲ့အာအသီးနှံတွေကစပြီးတော့အာအသားငါးတွေအထိပေါ့နော်မအားတော့ကျွန်တော်တော့ဖီချာလေးပြင်ဆင်ထားပြီပါရှင်ကျွန်တော်တော့အမဲသားမစားတော့မနေ့ကတော့စိတ်သားလိုပါတော့ taste လောက်ကြီးလိုက်တယ်အယံမိုက်တယ်ဒီနေ့ဆိုင်ပေါ်မဲ့ဘိုင်လို့ကြပါ အဲဆမ်မူဖက်နဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားလုပ်ပေးထားတာတော့ဟိုပါပေါ့နော်လာလာရောက်300နဲ့ကာဆက်မှာဆိုသူတို့ကန်ဆမ်မလေးနောက်ပြီးနှိုက်ပြီးတော့ဟိုခင်မွေးလေးတွေလက်ဆောင်ပေးမယ်ပြီးရင်ဟို discount percent လေးတွေပေးထားမယ်ရှင်ဟုတ်ကဲ့ရှင်လက်ကီတော့အစီအစဉ်ပါတာပေါ့ဒီနေ့အဲ့လို customer ချက်ချင်းစပေါင်ချထွက်လာပြီဆိုတော့လက်ကီတော့ဟာအဲ percent တွေဘယ်လောက်ပြန် short ပေးတဲ့လက်ကီတော့ပါမယ်ပြီးရင်ဟင်းပွဲတွေပြန်ပြီးလက်ဆောင်ပေးတဲ့အားတွေပါမယ်ပေါ့အဲ့ဒါကြောင့်မလို့ဒီနေ့မှာလာရောက်အားပေးကြပါဒီနေ့ပြင်ဆိုင်ဖုံးပဲပြီးရတဲ့အချိန်မှာဒီမှာအဲအဲမှာ advantage ဖိုက်ကိုအပြည့်ရမယ်အခါဖြစ်တဲ့အခါကျတော့စားရကအပေါ်ထက်ကနေပြီးအောက်ကိုကြည့်ရတဲ့ feeling လဲကောင်းတယ်ပြီးဘာဘီကျူးဆိုင်တော်တော်များများအခုဒီ morning ဆိုလို့ရှိရင်လိုက်တယ်လေမိုးလေးရရွာနေတဲ့အချိန်ဘာဘီကျူးလေးစားရင်းနဲ့ဒီမှာကျတော့ဟာလာဆိုင်ဖြစ်တဲ့အခါကျတော့ရပြီမင်းရအောင်ကျွန်တော်အချိုရီဆိုလို့ရှိရင်လဲ fresh dew တို့ဘာလို့ဆိုလို့ရှိရင်လဲအာတကယ်ဟိုလက်ဆက်တဲ့အသီးနှံရာသီပေါ်အသီးနှံနေပေါ့ရာသီပေါ်အသီးနှံနေကိုပဲရတာဖြစ်တဲ့အခါကျတော့ ဟိုစိတ်ချရတာပေါ့ဟို story လောက်ထားပြီးတော့မတချို့သူရှိရ strawberry ပေါ်ချိန်မှာ strawberry တွေကိုခဲထားလိုက်တယ်ပြီးရင်အချိန်တိုင်း strawberry ကဒါမျိုးအလိုတော့မဟုတ်ဘူးမဟုတ်တဲ့ခါကျတော့အပူပြီးဆေးဖြစ်တာပေါ့ဟုတ်ဘယ်ရင်အဲ့ဒါကြောင့်ဟာကျမနာမည်ကမဆောမီပေါ်ပါရှင်ဒီမှာကတော့ကျမ plain ရတာဝန်ခံအနေနဲ့ ဟာဒီမှာတာဝန်ထမ်းဆောင်နေပါတယ်ဟုတ်ကဲ့ပါရှင်ဟာဆိုင်ခွေးဆိုင်ခွေးကတော့ခုလောလောဆယ်ရှစ်လပိုင်းနဲ့ဆယ်လပိုင်းမှာတော့လုပ်ဖို့စပလန်လေးရှိပါတယ်ရှင်ဟုတ်ကဲ့ franchise လုပ်မယ်ဆိုရော franchise လုပ်မယ်ဆိုလို့ရှင်ကျမတို့ကဒီမှာဟော franchise နဲ့ပတ်သက်တဲ့ဟာပေါ့နော် plan လေးတွေအကုန်လုံးဆွဲထားပြီးသားရှိပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟာ customer တွေဘာလဲ message ပေးအာ customer အဓိက message ပေးချင်တာကတော့ဒီမှာလိုရလူမျိုးဘာသာမျိုးကြီးသုံးဆောင်လို့ရအောင်ဟာလာကို100%ဟာလာဖြစ်တဲ့အကြောင်းပြောချင်ပါတယ်ပြီးရင်ဟိုဟာဘာလဲဟာလာ license လည်းရထားပြီးသားဖြစ်ပါတယ် ယ်ပြီးတော့ဒီမှာကဘာဘီကျူးကိုကျမတို့ကဟိုပါပေါ့နော်စီချွန်ရတာလို့ပြောပေမဲ့စီချွန်ရတာတကယ်စစ်စစ်ကိုမပေးဘဲနဲ့ဒီမြန်မာရဲ့ပါဇက်နဲ့သုံးဆောင်လို့ဆင်ပြေအောင် ဒီအမှုတ်အသားဘာညာတကားစာအကုန်လုံးကိုစက်ရုံအုံနာကိုရာအုံနာအကိုကိုရာပေါ့နော်အမှုတ်တွေကိုစက်တယ်ဒါပြီးရနှစ်တွေချက်တယ်ပြီးတော့လို့ရှိရအသားတွေဆိုလဲကိုပါဆိုကိုပဲဟိုပရီမီယံကွာလီတီစစ်စစ်ကိုပဲပေးထားပါတယ်ရှင့်အဲအဲ့အဲ့လိုမျိုးပေးထားခြင်းအပြင်ကျွန်တော်စက်ရုံကနေပြီးတော့ daily daily ကျွန်တော် fresh ဖြစ်အောင်အဓိကစီမံပြီးတော့လုပ်ပေးပါတယ်ရှင့်အကောဝါဒနာပါတာကျွန်တော်တေချာလေ့လာကြည့်တလို့လေဝါဒနာပါအခုဒီနေ့ဆိုဖြော်ပြေးဆိုလို့ရှိရင်လဲဟိုဟာ အာကိုဖီလစ်လေး PN ဆက်ဆဖုန်းလေးကိုဖီလစ်မင်းမင်းတို့သူတို့ပါတယ်အကိုလိုအခြားဟို entertainment ဘာလို့မထည့်တာလဲရွေချက်မေးကြည့်တဲ့အခါကျတော့အဲ့လိုမဟုတ်တကယ်ဒီ music ကိုဒီနှလုံးသားတွေကထွက်လာတဲ့ဟုတ်စားအဲ့ဆက်ဆဖုန်းဆိုလို့ရှိရင်ဆက်ဆဖုန်းကိုတကယ်အရသာအမှန်ပေးနိုင်တဲ့သူသူရွေဆက်ဆဖုန်းပညာရှင်သူတပည့်တွေရှိတယ်ကျွန်တော်တို့ကအဲ့လိုကိုဖီလစ်เน่မချိတ်ခင်အဲ့လိုတူတူပဲနေအဲ့လိုမျိုးခုနေဖြစ်တာမဟုတ်အဲ့သူကမဟုတ်ညီလေးဒီဆရာဆိုရင်တော့ပို့ပြီးတော့လက်ဆောင်ထမ်းမယ်ပေါ့เนาะအဲသူ့ရဲ့ဒီအားလေးကိုလိုချင်လို့ဆိုလို့ ထိပ်ပဲပါလဲဆိုတော့သူကဒီအခုဆိုပြောလို့ပေါ့အပေါ်မှာ buffet ကျွေးမှာဒီနေ့လာတဲ့ဟိုစားပေါ့အဖိတ်ထားတဲ့ဧည့်သည်တွေကို buffet ကျွေးမှာအဲ့ဒါတွေကအစားအကုန်လုံးပြင်ဆင်တဲ့ပုံစံတွေကဆိုသူကိုယ်တိုင်ပြင်ဆင်တာအဲ့ဒါဆိုတော့သူ့ရဲ့ဝါသနာပေါ့ဆရာရဲ့ဘယ်လိုပြောမလဲအလုပ်တစ်ခုကတကယ်ဝါသနာကိုအရင်ခံပြီးတော့လုပ်ပြီဆိုလို့ရှိရင်အဲ့ဒီအလုပ်ကဘယ်လိုပဲဖြစ်ဖြစ်အထီးထီးမိမိအရသာရှိတယ်ပေါ့မြောက်တယ်ပေါ့အဲ့လိုခံစားမြဲအကိုကသူစိုင်းနေဖွင့်ထားရှိတယ်အခုဒီဒီဟာအပါဝင်ပေါ့အရှိမဖွင့်ထားရရှိတယ်ဆိုတော့ commission color တော့ အာကျွန်တော်တမီးတို့တက်လာပေးထားပါတယ်ရှင့်ဟုတ်ကဲ့ပါရှင့်ဟာတက်လာပေးတာ entertainment ကလည်းဟုတ်ကဲ့အဲဒီ saxophone တို့ violence တို့ကိုသူကတပတ်ကိုတရက်တရက်အဲ့လိုမျိုးသူတို့ပြန်ပြီးတော့ဟိုနေ့ဖြစ်မယ်လို့ကျွန်တော်နဲ့ပြောထားတယ်ခင်ဗျဒါပေမဲ့ confirm တော့မဖြစ်သေးဘူးလုတ်ဖြစ်ဖို့ကရာခိုင်နှုန်း80ရာခိုင်နှုန်းဖြစ်တယ်ပြဟုတ် ြန်ညှိပြီးတော့ပေါ့နော်အဲ့လိုမျိုးလောက်သွားမှာဟိုမှာ weekend နေပေါ့ weekend မှာဒီနေ့ဆက်ဆောင်ဖုံးဖြစ်မှာဆိုနောက်နေ့ကျ violence ပေါ့သူကအဲ့လိုဒီမှာဝင်းကြီးများယုံဖြစ်တဲ့ခါကျညင်ညင်ညံညောင်အေးအေးချမ်းချမ်းလေးနဲ့သွားမယ်လုံးဝတချင်းဆိုတဲ့ move တွေပါအဲ့လိုစူးစူးညံညံနေမပါဘူးစားမယ်တော့မိသားစု family ပျော်ပျော်ရွှင်ရွှင်နဲ့လာမယ်အဲ့လိုမျိုးပေါ့အဓိကအော်အရက်ဘီကလည်းမပါတဲ့ခါကျတော့ပို့ပြီးတော့အဲ့လိုညင်ညောင်းတဲ့ဘက်ကိုသွားတာပေါ့အေးဆေးစားကြတော့ကြတကယ်အရသာကောင်းနေပြီးမဲ့ take ဘက်ကိုသွားတာပေါ့ဟုတ်အဲ့တော့ဟောလာတင်မယ်ဆိုရင်ဘယ်လိုလုပ်ရလဲဟောလာတင်မယ်ဆိုလို့ရှိရင်ဒီမှာလေးတို့ဒီဆိုင်မှာအဓိက နောက်တစ်မျိုးစီစဉ်ဟိုဆီပလန်လေးတစ်ခုရှိတာကြပါလဲဆိုဖုံးစားပြစ်တွေလိုက်တယ်ရှင်ကျမတို့ကဟိုဟာဟိုပေါ့နော်ဟိုအင်ယူနီမှာကိုယ့်အကို အမိသားစုပဲဖြစ်ဖြစ်တငယ်ချင်းတငယ်ချင်းနေလည်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ဟိုဘာလဲဟိုဝက်ဒီဝက်ဒီဒင်နာတို့ဘာလို့အဲ့လိုမျိုးဆိုလို့ကျွန်တော်တို့ကပုံစံပြလိုက်ပေးတယ်အဲ့ဒါဆိုလို့ရှင်သူကအမောက်ပမာဏကိုသတ်မှတ်ထားခြင်းမရှိဘူးအဲ့ဒါကိုလိုက်ပြီးတော့ဟိုအစင်ပြောင်ပူပေးပူပေးတွေလည်းအကုန်လုံးလိုက်ပြီးတော့ချက်ပေးတယ်လုတ်ပေးတယ်ပြီးတော့လို့ရှင်အကင်တွေကိုလည်းအဲ့အင်တာရောက်လိုက်ပြီးတော့ကင်ပေးတဲ့စင်စံလေးရှိပါတယ်ရှင်ဟုတ်ကဲ့ရှင်အဲ့ဒါဆိုလို့ရှင်ဖုန်းနံပါတ်လေးတို့ကရှိပါတယ်ရှင်ဖုန်းနံပါတ်လေးက09 980 980 990ဖုန်းနံပါတ်ပါရှင် အဲ့အရာလေးကိုအချိန်မြင့်ဆက်သွယ်ပြီးတော့ order တင်လို့ရပါရှင့် ။သူက order တင်တဲ့ရက်ကတော့1 day ပါရှင်။တရက်တရက်တရက်ကြိုတင်ရမှာပေါ့။ဒီမှာလည်းအလိုပဲလေကျွန်တော်တို့ဒီမှာကျတော့ညဘက်ဆိုလို့ရှိရင်ဒီမှာကျွန်တော် bed light meal လေးတွေဆင်ထားတာ။အခုကဒါ opening ceremony ရှိလို့ဒီ track တွေဆင်ထားလို့ဒါခဏပြန်ပြောတာ။ညဘက်ဆိုဒီနေရာလေးကလှတယ်။ဒီကားသွားတဲ့ပုံစံလေးမြို့ပြရဲ့အရသာလေးပေါ့။အဲ့ဒါနဲ့အတူဒီမှာဥမာ birthday dinner လေးတွေ15ရောက်စာလေးတွေအယောက်20စာလေးတွေအဲ့လိုဟာကိုအခမ်းအနားပြင်ဆင်တာတွေရောအထက်ထဲမှာအစားအသောက်ကစာ budget ညှိပြီးတော့လုပ်ပေးမဲ့ plan တွေရှိတယ်။ promotion plan တွေတွေပေါ့။ဒီမှာလည်းလုပ်လို့ ရမှာပေါ့ပုံစံမျိုးလုပ်ပေးလို့ရပါတယ်ရှင်ကျေးဇူးပါအဲ့တော့ကျေးဇူးပါဆရာဆရာအားရအဲ့ဒီဖြစ်လို့အော်ဒီဆိုင်နဲ့ပတ်သက်လို့ကတော့ဟို လူမျိုးဘာသာမျိုးစားလို့ရတာဖြစ်တဲ့အခါကျတော့ဟိုစိတ်ချလက်ချဟာလာလိုက်စင်နဲ့ရောင်းနေတဲ့အခါကျတော့အကုန်လုံးလဲစားသုံးဆောင်ကြပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ဆိုရင်မေးသားမစားဘူးမေးသားမစားဘူးဆိုတာကျွန်တော်တို့ကမကြိုက်လို့မစားဘူးကျွန်တော်ဒီဘာသာရေးလမ်းစဉ်တစ်ခုရမစားတာပေါ့နော်အဲအဲ့ဒါတစ်ခုပေါ့ဒီတချို့ဟိုဘာသာရေးမှာ strong ဖြစ်တဲ့သူတွေအတွက်ဟိုကိုချင်းစားကြသူတို့အတွက်စားဖို့ဆိုင်တစ်ဆိုင်တိုးလာတာပေါ့ဟိုအစ္စလာမ်ဘာသာဝင်တွေပါရဆိုလို့ရှိရင်ကျွန်တော်တို့နေရာတိုင်းတောက်စားလို့မရဘူးတွေ့တဲ့ဆိုင်တိုင်းဝင်စားလို့မရဘူးသူတို့ဟာလာဆိုင်မှာစားလို့ရတယ်အဲ့လိုမျိုးအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဒီလိုလေးဖွင့်ပေးတာ ခါကျတော့ဘာပြောအစ္စလမ်ဘာသာဝင်တွေအတွက်ကောအခြားအစ္စလမ်ဘာသာမဟုတ်တဲ့အမေသာစားတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်း taste ကလုံးဝအပြည့်မိုက်ပြီးသားဖြစ်တဲ့ခါကျတော့ choice လုပ်စရာဆိုင်လေးတစ်ဆိုင်ယူလာတော့ဝမ်းသာပါတယ်ဟုတ်ကဲ့ပါဆင်းရဲပါဆင်းရဲပါ